ကဲအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးသွားမှာတော့ကျွန်တော် passport ကြောင်းမယ်ဖြစ်ပါတယ် passport မှာတော်တော်များများကကျွန်တော်တို့သတိမထမိရဘူးเนาะသတိမထမိရဘူးကျွန်တော်ရဲ့ passport မှာအောက်မှာဒီ passport စာမျက်နှာဘယ်နေစပါလဲဆိုတော့စာမျက်နှာနှစ်ကနေပြီးတော့ကျွန်တော်စပါလာပါဗောနော်စာမျက်နှာနှစ်ကနေပြီးတော့အောက်မှာဒီမှာအပေါက်ပေါက်လေးတွေတွေ့လားเนาะအဲ့ဒီအပေါက်ပေါက်လေးတွေကမိတ်ဆွေတို့ ်ဘာလဲလို့ထင်တယ်ဒီဒီစဒီ passport ရဲ့အောက်မှာเนาะ passport ရဲ့ကျွန်တော်တို့ဒီအောက်နားလေးမှာเนาะစာမျက်နှာ24တိပါပါတယ်ညအောက်မှာကျွန်တော်အပပေါက်လေးတွေတွေ့လားဒါကကျွန်တော်တို့ရဲ့ passport ဒီ passport ရဲ့ number လေးတွေဖြစ်ပါတယ်เนาะဒီ passport ကပါတဲ့ passport number လေးတွေဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့တွေက မသိတာဘူးပေါ့နော်အနည်းပေါ့မသိကြဘူးပေါ့တော်တော်များများနော် passport number ပါလဲဆိုတော့စာလုံးကြီးကြီးနဲ့ကိုသူကရေးပေးထားတယ် passport ပါနော်ကျွန်တော်မြန်မာနိုင်ငံ passport ပါနော်ဒီမှာစာလုံးကြီးကြီးနဲ့ကျွန်တော် passport number ပေါ့နော်ဒီအောက်မှာကျွန်တော်သူတွေက passport number ဆိုတာဘာမှမသိရဘူးမှတ်မိဘူးပေါ့နော်ကို passport number ကိုကိုမှမှတ်မိဘူးအဲ့ဒီမှာကျွန်တော်တို့ဒီပါနော်မသိတာလည်းမိတ်ဆွေတွေ passport number ကိုမသိတဲ့မိတ်ဆွေတွေအောက်မှာကျွန်တော်တို့စာလုံးအကြီးနဲ့သူဖောက်ပေးထားတယ်နော်ဒီမှာ နံပါတ်1စာမျက်နှာကနေပြီးတော့နံပါတ်24စာမျက်နှာတိပါပါတယ်ခင်ဗျာနော်အဲ့ဒီမှာကိုယ့်ရဲ့ passport number တွေဖြစ်ပါတယ်လို့နော်ကျိုးမိတ်ဆွေတွေက passport number ပါလဲလို့မေးရင်မသိပါဘူးနော်မသိဘူးကျွန်တော်တို့ဘာမျိုးအဲ့ဒီမှာစာလုံးကြီးကြီးနဲ့ကိုကျွန်တော်တို့ရေးပေးထားတာဖြစ်ပါတယ်နော်အဲ့ဒီမှာစာလုံးကြီးကြီးနဲ့ကိုရေးပေးထားတာဖြစ်ပါတယ်တော်တော်များများမိတ်ဆွေတွေကကျွန်တော်မြန်မာပြည်သားတွေကမသိဘူးကျွန်တော်လည်းလေ့လာရင်းလေ့လာစာအုပ်ထဲမှာစာလေးတွေဖတ်ကြည့်ရင်နော် ဒီစာကျွန်တော်လည်းရင်တော့ဘာမှမသိဘူးเนาะဒီဘာဖြစ်လို့ဖောက်တာလဲဆိုတာကိုမသိဘူးအဲတေချာကြည့်မှ तू อ่ะเนาะတေချာကြည့်မှဟိုဒီအားမှာအလကားဖောက်ထားတာမှမပါဘူးဒီမှာအပပေါက်လေးတွေဖောက်ထားတယ်ဆိုတာကျွန်တော်ဒီ passport ရဲ့ number ဖြစ်ပါတယ်เนาะ passport ရဲ့ number ကိုမင်းမိတ်ဆွေတွေမသိသေးတယ်မိတ်ဆွေတွေကိုယ့်ရဲ့ passport မှာတွားပြီးတော့လှန်ကြည့်ပါเนาะစာမျက်နှာနှစ်ကနေပြီးတော့24ထိပါပါတယ်ဒီ number တွေကเนาะ passport ရဲ့ number တွေဖြစ်ပါတယ်เนาะကဲ မိတ်ဆွေများဒါလို့ဒီလောက်ဆိုရင်တီးပြီလို့ထင်ပါတယ်ကျတော့ဗီဒီယိုလေးကြည့်ရှိမယ်ဆိုလို့ရှိရင်တော့အောက်မှာ yes ရေးပြတော့ပါကဲနောက်နေ့မှာပြန်တွေ့ကြမှာခင်ဗျာနော်